အင်္ဂလာဒေ့ရှ်ဂျာဦးစီးချုပ်ရဲ့အမေရိကန်ခီးစဉ်အားဖြတ်သိမ်းခြင်းအကြောင်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာယာယီအိမ်ဆောင်အစိုးရအဖွဲ့အကြီးအကဲမိုဟာမက်ယူနွတ်နဲ့ဂျီတာဦးစီးချုပ်အကြားမကြေလည်မှုများတိုးပွားလာပြီးဂျီတာဦးစီးချုပ်ရဲ့နေအိမ်အနီးမှာအစ္စလာမစ် တက်ကြွလှုပ်ရှားသူများတိုးပွားလာတော့ကြောင်းဂျီဒတ်ဦးစီးကျုပ်ရဲ့အမေရိကန်ပြည်ထောင်စုခီးစဉ်အားဖျက်သိမ်းခဲ့ပါတယ်။မိုဟာမက်ယူနွတ်နဲ့ဂျီဒတ်ဦးစီးကျုပ်အကြားမကြေလည်မှုများပုံမိုတိတာထင်ရှားလာပြီးဘင်္ဂလားဒေ့ရှ်ပြည်တွင်းရေးကိစ္စရပ်များကိုဒေသတွင်းနိုင်ငံများကစိတ်ဝင်တစားလေးလာလျက်ရှိနေကြပါတယ်။ ်ဘင်္ဂလားဒေ့ရှ်ပြည်တွင် အခြေအနေရမတည်မငြိမ်ဖြစ်နေတဲ့ကဲ့သို့ပဲအိန္ဒိယဘင်္ဂလားဒေ့ရှ်နယ်စပ်အရေးရာများလည်းပုံမိုးတင်းမာလျက်ရှိပါတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အဝေးထက်ပစ္စည်းများခြေနဲ့ခြေတဲ့ပစ္စည်းများကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့်အိန္ဒိယနိုင်ငံသို့တင်ပို့ရောင်းချမှုများရှိခဲ့ပါတယ်ယခုအခါနှစ်နိုင်ငံဆက်ဆံရေးအခြေအနေကြောင့်အိန္ဒိယနိုင်ငံကဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ဝင်ထွက်ပေါက်များကိုပိတ်ဆို့ထားတဲ့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တင်ပို့မှုများအခက်အခဲဖြစ်လျက်ရှိပါတယ်။ ဆိုပါဒေတာတွင်းသို့တရုတ်နိုင်ငံရဲ့လူပုဂ္ဂိုလ်များဝင်ရောက်နေခြင်းများကိုလည်းအိန္ဒိယနိုင်ငံကအထူးဆောင်ကြည့်လျက်ရှိနေပါတယ်။ဆီလီဂူရီ ကော်ရီဒေါ်လို့ခေါ်တဲ့ဆီလူဂူရီစင်းညံဒေတာဟာအိန္ဒိယရှေ့မြောက်ပိုင်းဒေတာကိုသွားတဲ့နေရာမှာအကျဉ်းမြောင်းဆုံးနေရာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းဒေသများနှင့်အိန္ဒိယပြည်မကြီးပြန်လည်ဆက်သွယ်နိုင်ရေးအတွက်မြန်မာနိုင်ငံအတွင်းမှကလတန်မြစ်ဘက်ဆုံစီမံကိန်းဟူ၍အိန္ဒိယနိုင်ငံကရခိုင်ကသတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ကလတန်မြစ်ဘက်ဆုံစီမံကိန်းရပ်ဆိုင်နေပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကအဆိုပါကျင်းမြောင်းတဲ့ဒေသအားပိတ်ဆို့ထားမည်ဆိုပါကအိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေသနှင့်အိန္ဒိယပြည်မကြီးအဆက်အသွယ်များအခက်အခဲရှိလာနိုင်ပါတယ်။ဘင်္ဂလားဒေ့ရှ်ကြီးတဲ့ဦးစီး ည်းချုပ်ရဲ့အမေရိကန်ပြည်ထောင်စု ခီးစဉ်ဟာလည်းစိတ်ဝင်စားဖွယ်ကောင်းတဲ့တည်င်းတပုတ်ဖြစ်ပါကြောင်းလေးလာတင်ဆက်အပ်ပါတယ်။